ိုးကြည့်နေလို့ကဖုန်းလုံးကိုဒီဇိုင်းလဲလှအကြမ်းလဲခန့်ဘက်ထရီကလည်းခက်ကြီးကြီးပါမယ်သူစင်းရုံးဝင်ကျင်မှာ performance ကလည်းမဆိုးဘူးဆိုတော့ဖုန်းလုံးကိုလိုက်ရှာနေရလို့အတွက်အခုကျွန်တော် review လုပ်ပေးမယ် Honor ရဲ့ X9 series ကတော်တော်လေးရွေးချယ်လို့ကောင်းတဲ့ဖုန်းလုံးဖြစ်လိမ့်မယ်အဲ့တော့ဒီခါဗီဒီယိုမှာဒီ Honor X9 series ကိုအစအနေဆုံးကျွန်တော် review လုပ်ပေးမယ်ကျွန်တော်လည်းတူတူအဆုံးထိကြည့်လိုက်အောင် ဖုန်းလေးရဲ့ဈေးနှုန်းကတော့13,400 13,000သင်းခွင်ဒီဈေးနှုန်းဝင့်ကျင်မှာရှိရယ်ပထမဆုံးသူ့ရဲ့ဒီဇိုင်းဘန်နေစပြီးတော့ပြောရမယ်ဆိုရင်ဒီဖုန်းကဒီဇိုင်းကိုကြည့်လိုက်တာနဲ့ online ရဲ့ဖုန်းမှန်သိတာတယ်ကျွန်တော်ဖုန်းနောက်ဘက်ချမ်းပါဆိုရင်ကင်မရာဖန်ကိုအဝိုင်းပုံစံလေးနဲ့အလေတက်တက်မှာထားပေးထားတယ်ဒီကင်မရာဖန်ဘေးနားမှာလည်းဒီလိုမျိုးပေါ့နော်ခွေးသွားစိတ်လိုပုံစံမျိုးလေးထားပေးထားတယ်ဒါက owner ဖုန်းတွေတော်တော်များများမှာတွေ့နေကြဒီကင်မရာဖန်ထဲမှာဆိုရင် 1MP main camera နဲ့ 8MP ultra wide ီကင်မရာနှလုံးထည့်ထားပြီးတော့ဗောနော်နောက်ဖက်မှာတုံးထားပြီးတဲ့တက်ရှာကလည်းလက်ရမထင်ဘူးကျွန်တော်ဘေးဘက်ဘောင်းတွေကလည်းလက်ရမထင်တော့တဲ့ကြောင့်ဒီဖုန်းကဒီဇိုင်းပိုင်းအကြည့်မယ်ဆိုရင်လူတော်တော်များများကြိုက်နိုင်တယ်ဆိုတဲ့အနေထားမှာရှိတယ်ကျွန်တော်အခုကင်ထားတဲ့အကြောင်းပါဆိုရင်တော့ဒီလိုဗောနော်ပတ်တန်လေးတွေအဲ့လိုစက်ကူပတ်လို့လို့ဘာလို့လို့အဲ့လိုပတ်တန်လေးတွေပါတယ်ဒီလိုပတ်တန်လေးပါမကြိုက်ဘူးဆိုရင်သူ့ရဲ့အခြားအယောင်တွေဖြစ်တဲ့အမဲရောင်တို့ကျွန်တော်တို့နောက်တစ်ခုကအဲ့ခရမ်းရောင်တို့ဒီလိုမျိုးအယောင်တွေကတော့ ရချက်လို့ပို့ပြီးတော့ကောင်းနေမယ်။နောက်ပြီးတော့ဒီဖုန်းရဲ့အထုက8 mm နဲ့အလေးချိန်ကတော့198 gram ရှိတယ်။ဒီဖုန်းက8 mm အထုပဲမဲ့ကျွန်တော်တို့နောက်ဘက်ခြံကိုလည်း gaff ရှေ့ဘက်ခြံကိုလည်း gaff လုပ်ပေးထားဖြစ်တဲ့တဲ့ကြောင့်လက်ထဲမှာပို့ပြီးတော့ပါတယ်ဆိုတဲ့ခံစားချက်ကိုရတယ်။အဲတော့ဒီဖုန်းကသူ့ရဲ့ဒီဇိုင်းဘိုင်းနဲ့ hand feeling ရဆိုရင် လက်ထဲမှာကန်ရတာပေါပေါပါပါကြီးကြီးလေးလေးနဲ့ကန်လို့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်။နောက်ပြီးတော့ဒီဖုန်းက online X9 series ဆိုတဲ့အတိုင်းပဲတော်တော်လေးအကျန်းခံနေတဲ့မှာပါတယ်။ဘယ်လောက်တော့အကျန်းခံလဲဆိုရင်ကျွန်တော်2မီတာနေပြီးတော့ဖုန်းကိုပြစ်ချလိုက်ရင်ဖုန်းမှန်မကွဲဘူးပေါ့နော်။ဖုန်းမှန်ဖြစ်တဲ့ကြောင့်ကွဲတော့ကွဲလိမ့်မယ်။ဒါပေမဲ့အခြားဖုန်းတွေနဲ့ဆိုင်ပို့ပြီးတော့အကျန်းခံတယ်။နောက်ပြီးတော့တာမန်ဖုန်းတွေမခံနိုင်တဲ့လို့ရင်းနှွေးမှုတွေနဲ့လောင်းတာလို့ low pressure ချက်တွေနဲ့ထိတာလို့ဒါတွေကိုလည်းဒီဖုန်းမှာကောင်းကောင်းမွန်မွန်ခံနိုင်တယ်။ အဲ့တော့ကိုကဖုန်းလုံးကိုကြမ်းကြမ်းတန်းတန်းကင်ပြီးတော့တုံးကျင်တဲ့လူတက်ကတော့ဒီချက်ကတော်တော်လေးအဆင်ပြေနေမယ်အဲ့တော့ဒီဖုန်းရဲ့ display ကြောင့်ပြောလိုက်အောင်သူရှိမှတုံးထားပြီးရဲ့ display ကတော့6.7 inches AMOLED 1 pixel color ကိုတုံးထားပြီးတယ် resolution ကတော့ Full HD resolution နဲ့လာမယ်နောက်ပြီးတော့ဒီဖုန်းကကျွန်တော်ရှိမှပြောခဲ့လိုမျိုး touch display နဲ့လာမှာသူရဲ့ display quality ကတော့တော်တော်လေးကောင်းတယ်ဆိုရဲအနေထားမှာရှိတယ်။ကာလာတွေကဆူဆူတောက်တောက်လေးနဲ့ကျွန်တော် vivid ဖြစ်တယ်ဆိုရဲဘက်ကိုတွားတယ်။ကိုကအဲ့လိုမျိုးကာလာကိုဆူရာတောက်တာ vivid ဖြစ်တာမကြိုက်ဘူးဆိုရင်လည်း စတင်ထဲမှာသွားပြီးတော့ချိန်လိုက်လို့ရတယ်။ B brand နဲ့အနေနဲ့ကလည်းဒီဖုန်းကတော်တော်ကြီးမှများတယ်ပေါ့နော်။၄000နဲ့အထိတော့ပါတယ်။အဲ့တော့ကိုကဒီဖုန်းကိုအောက်တော့မှအချိန်ကြာကြီးသုံးမယ်ဆိုရင်တော့မှကိုကမျက်စိအရင်အားဆိုင်စရာမလိုဘဲနဲ့ဖုန်းရဲ့ display ကိုရှင်းရှင်းလင်းလင်းပြပြသားသားမြင်ရတယ်။အဲ့တော့ဒီဖုန်းကဒီဒီတန်းဝင့်ကျင်မှာ display ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှအများကြီးပြောစရာမရှိဘူး။တော်တော်လေးကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ speaker ဘိုင်းကိုကြွားရမယ်ဆိုရင်တော့ ီဖုန်းက stereo speaker ကိုတုံးထားပေးတယ်။ဒါကတော့သူဈေးနှုန်း13ဒိန်းဝန်းကျင်မှာတော့ပုံမှန်ပဲပေါ့နော်။ speaker အတန်ထွက် quality ရတော့ကျဲသိန်းလောက်ကျဲတယ်။ clarity ရတော့ကောင်းပါတယ်။ဒီဖုန်းရဲ့ display နဲ့ two speaker တွေကြောင့်ဒီဖုန်းက multimedia consumption လုပ်တဲ့နေရာမှာတော့တော်တော်လေးကောင်းတယ်။ဒီဖုန်းရဲ့အဓိက key selling point ကိုပြောရမယ်ပေါ့နော်။ဒီဖုန်းရဲ့အထူကကျွန်တော်ရှေ့မှာပြောခဲ့လို့8 mm ပဲရှိတယ်။ဒါပေမဲ့သူ့ရှိမှာအသုံးပေးထားတဲ့ battery ကကြတော့ ဆီလီကွန်ကာဗွန်ဘက်ထရီ6600 mAh သုံးမိထားတယ်။ဒီလိုမျိုးဖုန်းခပ်ပါပါနဲ့အလေးချိန်နည်းနေရလဲ198 gram လောက်ပဲရှိတဲ့အချိန်မှာ6600 mAh ကတော့တော်တော်ကြီးများတယ်ပေါ့နော်။ကိုကဒီဖုန်းကိုရိုးတန်း daily ပေါ့နော်။ဒီဖုန်းသုံးတာဖုန်းပြောတာ social media သုံးတာလောက်ကတော့ဒီဖုန်းကနှစ်ရက်ကျော်လောက်ကတော့အေးအေးဆေးဆေးခံတယ်။အဲ့လိုမှမဟုတ်ဘူးဂိမ်းလေးပါနေနေပါပါဆော့မယ်ဆိုရင်တော့ဒီဖုန်းကတစ်ရက်ခွဲလောက်တော့ တတရာလေးခံတယ်။နောက်ပြီးတော့သူ့ရဲ့6600 mAh အကြီးကိုအပြန့်တင်ဖို့လည်းစစ်စစ်စစ်ဝက်နဲ့ဆိုတော့တနအီကျော်လောက်ပဲကြာတယ်။အဲ့တော့အရင်ကြီးဘက်ထရီပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူနေတာမလို့ဒီဖုန်းကတော်တော်မှတော်တော်ကြီးဘက်ထရီခံတဲ့ဖုန်းထဲမှာပါတယ်။အဲ့တော့ performance ဘန်ကိုတွားလိုက်အောင်သူရှိမှတုံးထားပေးတဲ့ SOC ကတော့ Snapdragon စစ်ကြံဝါကိုတုံးထားပေးတယ်။ဒီ SOC ရဲ့ performance ကကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်တဲ့ဖုန်းတော်တော်များများမှာတုံးထားတယ် Media Tech ရဲ့ Helio G99 SOC တက်ဆိုင်ပို့ပြီးတော့ကောင်းတယ်။ Snapdragon SoC ဖြစ်တဲ့ကြောင်ကျွန်တော် image processing ပိုင်းမှာလည်းပိုကောင်းတယ်အဲ့တော့ကိုကအခြား MediaTek ရဲ့ SoC တွေမကြိုက်ဘူးဆိုရင်ဒီဖုန်းရဲ့မှာတုံထားပြီးတဲ့ Snapdragon SoC ကပိုပြီးတော့ကောင်းနေမယ်သူရဲ့ performance ကလည်းရိုးတန်းတန်းကိုကဖုန်းကိုတာမန်ရုပ်ရှင်ကြည့်တာ social media တုံးတာနဲ့ daily ဖုန်းကိုတုံးတာအပြင်မှာ gain တွေပါနည်းနည်းပါးပါးပေါ့ပေါ့ပေါ့ပါဆော့မယ်ဆိုရင်လည်းဒီဖုန်းမှာအေးအေးဆေးဆေးဆော့လို့ရတယ်။နောက်ပြီးတော့ဒီဖုန်းက Android 14ကိုအခြေခံထားတဲ့ Magic OS 8ကိုတုံးထားပြီးရဲ့ဒီ Magic OS ကိုစပြီးတော့တုံးကြည့်တဲ့အချိန်မှာလည်း ီဖုန်းကိုသုံးရတဲ့အချိန်မှာ light weight ဖြစ်တယ်။ bloatware တွေကလည်းနည်းတယ်။ customization တွေကလည်းမစိုးဘူးပေါ့နော်။လုံးလို့ကောင်းနေဆိုတဲ့အနေထားမှာရှိတယ်။နောက်ပြီးတော့ဒီ Magic OS မှာပါတဲ့ Magic Capsule တို့ Magic Border တို့ကလည်းကျွန်တော်တို့နှိမ့်စင်ဖုန်းကိုသုံးတဲ့အချိန်မှာတော်တော်လေး convenient ဖြစ်သွားတယ်ပေါ့နော်။နောက်ပြီးတော့ Magic Lock Screen ဆိုရင်လည်းကိုယ့်ရဲ့ Lock Screen လေးကိုစိတ်ကြိုက် customize လုပ်လို့ရတယ်။ဒီဟာလည်းကျွန်တော်တို့လိုကလေးတဲ့လူတွေကတော့တော်တော်လေးကောင်းတယ်။ Camera ဘက်အောင်သွားရမယ်ဆိုရင်တော့ဒီဖုန်းက 1MP main camera နဲ့ 8MP ultra wide dual camera ဆက်နေတယ်လားလေ။ အဲသူရဲ့ပုံထွက် quality ကိုပြောမယ်ဆိုရင်ကျွန်တော်တို့ main camera တွေရိုက်မယ်ဆိုရင်ဒီ day တော်တော်လေးကောင်းတဲ့ပုံမျိုးထုတ်ပေးနိုင်တယ်။နောက်ပြီးတော့သူရဲ့ color တွေ dynamic range တွေကလည်းအဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ်။ဒါက daylight အချိန်တွေမှာပြောတာပေါ့နော်။ daylight အချိန်တွေမှာ ultra wide ရိုက်မယ်ဆိုရင်လည်းသူ့မှာအဆင်တော့ပြေတယ်။ဒါပေမဲ့ main camera နဲ့ရိုက်တာတော့ဒီ day တွေကတော့မရတော့ဘူး။ဒါတော့ဒီ phone မှာမဟုတ်ဘူးအခြား phone တွေမှာလည်းဒီတိုင်းပဲ။နောက်ပြီးတော့ကျွန်တော် low light တွေပါရိုက်မယ်ဆိုရင် main camera နဲ့ရိုက်မယ်ဆိုရင်တော့အဆင်ပြေဆိုတဲ့ပုံမျိုးထုတ်ပေးနိုင်တယ်။ ် ultrawide camera နဲ့လုံလိုက်ရိုက်မယ်ဆိုရင်တော့နည်းနည်းလေးအားနည်းချက်တွေတော့ရှိပါတယ်။ selfie camera အနေနဲ့ကတော့ဒီဖုန်းက60 megapixel ကိုတုံ့ထားပေးတယ်။ selfie camera ပုံထွက် quality ကိုပြောရမယ်ဆိုရင်တော့ natural sound နဲ့ဘက်ကိုသွားတယ်။ selfie camera ကတော့ဒီဇိုင်းတန်းဝင်ချက်မှာပုံမှန်မဲလို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်။အဲ့တော့နောက်ဆုံး conclusion အနေနဲ့ဒီဖုန်းက blue drop ဖြစ်မလဲဆိုတော့ဖုန်းလုံးမှာဒီဇိုင်းလှလှအကျန်းခန့်ခန့်အောင်မှာ battery ကလည်းခက်ကြီးကြီးပါမယ်။ဖုန်းနဲ့လည်း camera တွေပါနည်းနည်းပါးပါးရိုက်မယ်။ performance ကလည်းမဆိုးဆိုရဲ all rounder ကောင်းတဲ့ဖုန်းကလုံးကိုရှာတဲ့လူတွေအတွက်ကတော့ဒီဖုန်းကသူ့ဈေးနဲ့73,400 73,000 73, 73, 73, ခွဲဝင်းကျင်ပါထည့်ပြီးတော့စဉ်းစားသင့်တဲ့ဖုန်းကလုံးလို့ပြောရတယ်ပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အောက်ခတ်ပါ Yangon Mobile Store